အားလုံးမင်္ဂလာပါဒီနေ့ဘဝပညာနဲ့ပတ်သက်ပြီးတော့အခြေခံကြတဲ့အပိုင်းများကိုပြောကြားမှာဖြစ်ပါတယ်အဲ့တော့ဘဝပညာရဲ့အခြေခံ theory များလို့တတ်မှတ်လည်းရပါတယ်ဘဝဆိုတာပုံသဏ္ဍာန်ဖွဲ့စည်းမှုဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာပေါ်မှာရှိတဲ့ပုံသဏ္ဍာန်တွေကိုလေ့လာကြည့်တဲ့အခါမှာပုံသဏ္ဍာန်နှမျိုးတွေ့ရတယ်ပေါ့ပုံသဏ္ဍာန်တစ်မျိုးကတော့သဘာဝ ရဲ့ဖြစ်တည်မှုပုံသဏ္ဍာန်လေးနောက်တစ်မျိုးကလူတွေပြုလုပ်ဖန်တီးတဲ့ပုံသဏ္ဍာန်လေးဆိုပြီးတော့နှမျိုးတွေ့ရတယ်အဲ့တော့တဘာဝဖြစ်တည်မှုပုံသဏ္ဍာန်ကြည့်လူတလိဆန်လေးအဲ့တော့ဒါရဝါတွေပေါ့လေနောက် တောတောင်ရင်းကြီးအဲ့လိုပုံသဏ္ဍာန်လေးအားလုံးကတဘာဝဖြစ်တည်မှုပုံသဏ္ဍာန်လေးဖြစ်တဲ့တော့ကြောင့်မလို့သူ့ရဲ့ပုံသဏ္ဍာန်ဖွဲ့စည်းမှုတေချာကြည့်ရင်ဖြစ်ချင်တိုင်းဖြစ်နေတဲ့ပုံသဏ္ဍာန်ဖွဲ့စည်းမှုတွေ့ရတယ်အတိုင်းတာလို့မရဘူးပေါ့ မတောင်တောင်တစ်ခုရဲ့အနေထားကိုဘယ်လိုလုပ်တိုင်းမလဲအကျွန်းတော်တလိဆန်၎င်းရဲ့ပုံသဏ္ဍာန်ဘယ်လိုလုပ်တိုင်းမလဲဆိုတာမျိုးပေါ့နော်ဟိုသူရဲ့ဒူးတွေကိုတိုင်းတော့ဟိုအာခိမီရီနီယာမားနဲ့တိုင်းတာမျိုးလို့ပါလို့ဖြစ်ကောင်းဖြစ်နေတယ်မဟုတ်လေဒါပုံဒူးတွေကိုတိုင်းတာဖြစ်တယ်ပုံသဏ္ဍာန်ရဲ့အနေထားကိုတိုင်းတဲ့ခါမှာဒီလိုတိုင်းတာနည်းနည်းခက်ပါတယ်ပေဒံတို့ကလည်းတိုင်းတာနဲ့တိုင်းလို့မလွယ်ဘူးပေါ့လူတွေသတ်မှတ်ထားတဲ့စံနှုန်း အတိုင်းတာနေနဲ့တိုင်းလို့ရှိရင်ဒီပုံစံတိုင်းတာခက်ပါနောက်တစ်ခုကလူတွေဖန်တီးရဲ့ပုံသဏ္ဍာန်များဆိုတာပရိဘောဂတွေတိုက်တာအိုးအိမ်တွေလူသုံးဆောင်ပစ္စည်းတွေအကုန်လုံးကသူကအလျားအနံအမြင့်အဲ့တော့အ내ဇောက်ပေါ့အဲ့လိုအကုန်လုံးရှိတဲ့အတွက်ကြောင့်မလို့တိုင်းတာလို့ရတဲ့အနေအထားမျိုးလေးတွေ့ရပါတယ်အဲ့တော့လူတွေလုပ်တဲ့ပုံသဏ္ဍာန်တွေကအများသောအားဖြင့်ဟိုတိုင်းလို့ရတဲ့အနေအထားမျိုးလေးတွေတိကျတဲ့ပုံသဏ္ဍာန်လေးတွေရှိကြတယ်အဲ့တော့ဒီဟာတွေကလည်းကြည့်လို့ရှိရင်ဘယ်မှာတွေ ုံးလဲဆိုအနုပညာနှစ်ပင်မှာလဲတုံးမိမယ်လို့တကယ်တမ်းကျတော့ဒီအာခီတက်တွေနော်ဆောက်လုပ်ရေးအင်ဂျင်နီယာတွေနောက်တခြားဆက်ပစ္စည်းနဲ့ပတ်သက်တာလူသုံးကုန်ပစ္စည်းတွေပါတီထွင်ဖန်တီးတဲ့ပညာရှင်တွေပေါ့လေဒီလိုပဲဒီမှာဆိုရင်အဲ့ဒါတွေကအသုံးများပါတယ်အနုပညာပိုင်းမှာဆိုတော့တိကျမှုမရှိတဲ့ပုံသဏ္ဍာန်ဖွဲ့စည်းမှုတွေကိုအဓိကထားပြီးတော့ပြုလုပ်ကြတယ်အဲ့တော့ကမ္ဘာပေါ်မှာရှိတဲ့ ုံဒရန်တန်းရမျက်နှာမြင်နေနဲ့ပေါင်းစပ်ပြီးတော့ဖွဲ့စည်းနေကြပါတယ်။ဒီမျက်နှာမြင်မှာတေချာလေးလာကြည့်တော့၃မျိုး၃သားတွေ့ရတာပေါ့။အခုံးရဲ့အခွက်ရဲ့အပြားရဲ့ဆိုပြီးတော့မျက်နှာမြင်၃မျိုးပေါင်းစပ်ပြီးတော့ပုံဒရန်ဖွဲ့စည်းနေကြတယ်။အဲ့တော့ဘာပုံမဲလို့လို့ဒီမျက်နှာမြင်အခုံးအခွက်အပြား၃မျိုးနဲ့ပဲပေါင်းစပ်ပြီးတော့ပြီးလို့ရတာဖြစ်ပါတယ်။ တရားကိုကိုကတိချိမယ်နားလည်မယ်ဒါတွေကိုကျွမ်းကျင်အောင်လေ့ကျင့်နာမယ်ဆိုလို့ရှိရင်တော့ရာဘူးပညာကိုတော်တော်ကိုတတ်ကျွမ်းပြီလို့ပြောလို့ရတယ်တို့ရရင်ဒီမင်းမင်းအခုံးအခွက်ပြား၃မျိုးတည်းနဲ့ပေါင်းဆက်တယ်ဆိုပြီးတော့အဲ့လိုလွယ်လွယ်တွေးလို့တော့မရဘူးဒီ၃မျိုးမှာမှာအပြားဆိုရင်လဲပုံပုံမှာအရွယ်အစားမျိုးစုံနဲ့သူကတရှိနေတယ် နောက်ခုံးဆိုလည်းအရွယ်စားမျိုးစုံ အနေထားမျိုးစုံ အခွက်ဆိုလည်းအရွယ်စားမျိုးစုံအနေစားမျိုးစုံနဲ့အဲ့လိုတည်ရှိပြီးတော့ဖွဲ့စည်းနေကြတဲ့အတွက်ကြောင့်မလို့ဒီမျက်နှာသုံးမျိုးရဲ့အရွယ်စားအကြီးအသေးပေါင်းစပ်မှုမိမိကနားလဲအောင်လေ့ကျင့်မှဖြစ်ပါတယ်အဲ့တော့အပြားဆိုတာလွယ်လွယ်လေးပဲအဲ့တော့ပေတံနဲ့တိုက်ပြီးတော့မျက်နှာကိုပြောင်းအောင်လုပ်လို့မရဘူးလားဆို ရပါတယ်တို့ရတယ်ဒီလိုပေဒံနဲ့တိုက်ပြီးလုတာပေဒံရဲ့အတိကြောင့်မျက်နှာပြင်ပြားတာဖြစ်ပြီးတော့မိမိကတိတာမိမိလက်ကတိတာမဟုတ်ပါဘူးအဲ့တော့နောက်တစ်ခါအခုံးဆိုလို့ပဲမိမိလက်ကနေပြီးတော့တိတဲ့မိမိစိတ်ကနေတိတဲ့အခုံးအခွက်ဆိုလည်းဒီတိုင်းပဲမိမိလက်ကတိတဲ့အခွက်အဲ့လိုဖြစ်အောင်ဒါလေ့ကျင့်ရပါတယ်အဲ့တော့စိတ်တိ လက်တိပေါ့ရှေးတော့မြန်မာရိုးရဘဘူးပညာမှာလည်းဒါမျိုးရှိပါတယ်စိတ်ကတိတယ်လက်ကလည်းတိအောင်ဆိုတဲ့သဘောမျိုးရအောင်လုပ်ရပါတယ်အဲ့ဒါမှသာလေဒီကိုလိုချင်တဲ့ဖွဲ့စည်းမှု ပုံသဏ္ဍာန်တွေကိုထူးလို့လို့ရမှာ ဖြစ်ပါတယ်အဲ့တော့နံပါတ်၄လေ့ကျင့်မှာ အပြားကိုစပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်အဲ့တော့မြင်းမြင်းပြားလေးလေ့ကျင့်မှုဆိုရင်တပိပတ်လည်းလောက်ရှိတယ်ပြင်များလေးပေါ့၄တောင်ပြင်များလေးတစ်ချက်ပေါ့ဒါပါဆိုတလမတူးလောက် အဲ့ပင်များလေးတစ်ချက်ကိုပြုလုပ်ပြီးတော့ပုံမှန်ရှင်လေးတွေကိုကတ်မှဖြစ်ပါတယ်အဲ့တော့ကတ်တဲ့ခါဘယ်လိုကတ်မလဲဆိုဒါလေးကတော့လှည့်ရလေးပေါ့အဲ့ဒီပေါ်ကနေပြီးတော့အယူအဆအဖြစ်မြေပဲဆန်စည်းလောက်ပေါ့မြေပဲဆန်စည်းလောက်ရှင်လေးတွေကိုလက်လေးမှလှိမ့်လေးလေးလေးပြီးတော့လုံးလုံးပြီးတော့အဲ့လိုတစ်ချက်ချင်းအဲ့တော့ကတ်မှဖြစ်ပါတယ်ဒါကဘီရိုက်အမြင်ပေါ့အဲ့လိုလေးတစ်ထပ် အဲ့လိုလက်လေးနဲ့ဖိပြီးတော့ဘောနေဖိကမှာပါအဲ့တော့ကတ်တဲ့ခါမှာဒီကိုယ်ရဲ့ဖိတဲ့နှုံးပေါ့အောက်ကိုဘလောက်နှုံးလောက်ဖိမလဲအဲ့တော့အောက်မှာဒီအဲ့ဒီအောက်မှာတန်ဂျွန်လေးတစ်ခုရှိနေတယ်လို့ခံစားပြီးတော့ကိုဖိချပထမဖိချလိုက်တဲ့ကတ်ချက်တစ်ခု နောက်တစ်ခါနောက်ဘီယတ်ချက်ထကပထမဖိချလိုက်တဲ့ကတ်ချက်အနေထားတိုင်းပဲနောက်တစ်ခုလည်းအဲ့ဒီလောက်ပဲကတ်ပါမယ် အဲ့တဲ့ပို့ပြီးတော့မဖိမိအောင်ဖိမိလဲအောက်မှာတန်ကြုံလေးတစ်ခုရှိနေတယ်မိမိလက်ကိုထီတော့မယ်ဆိုစိတ်ခံစားမှုမျိုးလေးထည့်ပြီးတော့လုပ်ကြည့်မယ်ဆိုရင်တစ်ခုနဲ့တစ်ခုနဲ့ကတ်တဲ့ပြားတဲ့နှုံလေးတွေပေါ့အဲ့ဒါလေးတွေကအကုန်လုံးကညီနေမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါတထပ်ပေါ့တထပ်ပြီးသွားပြီဒါဟောတော့ဒီမှာဆို၄တော့ဝေပတ်လေတော့ရှိတဲ့ပြင်းပြားလေးဖြစ်ပါလိမ့်မယ်နော်ဒီပုံမှာဒီလိုဒီမှာကတ်မှာပေါ့အဲ့တော့ ဝိုင်းလေးဒါအပေါ်အပေါ်စည်းမြင်ပေါ့နော်ဒိုလေးတွေကတ်မယ်ဒါလေးတွေအကုန်လုံးဆက်ပြီးတော့ကတ်တော့အဲအဲ့ကတ်တဲ့နေရာမှာအဲ့လေးတစ်ခုနဲ့ခုနဲ့ဆက်ပြီးတော့ဆက်ပြီးတော့တစ်ခုချင်းကိုညီဘဲဆန်ဇီလောက်အလောက်ယူစားလေးတွေပေါ့အလောက်လေးတွေဖြီးပြီးတော့ကတ်ကြည့်အဲ့လိုကတ်လိုက်လို့ရှင်ဘလို့တွဲကြုံမျိုးရသလဲဆိုရင်ကိုယ်လက်ကဒီအောက်မှာတစ်ခုနဲ့တစ်ခုနဲ့ကတ်ပြီးနောက်တစ်ခုထပ်ကတ်တဲ့ခါမှာ ကြာကြာကပ်ပံများရင်တိလာတယ်မိမိလက်ကအလိုလိုစိတ်ကလည်းအလိုနောက်ဆက်ကလို့မရတော့ဘူးကိုဆက်ကရင်အောက်မှာတန်ညုံလေးရှိတယ်စူးတော့မယ်ဆိုတဲ့ခံစားမှုမျိုးပေါ့အဲ့လိုထင်ပြီးတော့ဆက်ဖြစ်ရတော့တဲ့အနေထားမျိုးအဲ့ဒါစိတ်ကတိလာတိလာရင်ဆက်မကတ်တော့ဘူးပေါ့နော်အဲ့အဲ့ဒီအမတားလေးကိုအပေါ်မှာလဲနော်ဘယ်လိုဒီပတ်လည်းပြောင်းမှာဆယ်လက်မပတ်လည်းတော့အဲရှင်ပြားလေးကတ်မယ်အဲ့လေးကိုနောက်တစ်ခါဒီတစ်ထပ်တစ်လွှာပြီးပေါ့နော်နောက်တစ်လွှာထပ်ကတ်ပါမယ် တလောကမ်းအဲ့မှာအလိုတလောဝိတလောလောဘီကကတ်ကြည့်ပါဒါမျိုးကိုလေ့ကျင့်ခန်းဘယ်လောက်လုပ်ရမလဲဆိုမျိုးစိတ်ကကန့်ကန့်နိုင်တဲ့လောက်စိတ်ကအတိတွေလက်စီကိုရောက်ပြီးတော့အကျိုးရှိမှဖြစ်ပါတယ်မြန်မြန်အပြားဆိုတာဘယ်လိုလုပ်ရလဲဒါကိုယ်ကိုယ်တိုင်တိဆောက်တာဒီအပြားကိုတိဆောက်တဲ့အခါမှာကိုယ်လက်ကကိုယ်စိတ်ကအတိတ်လိုကိုယ်ပိုင်နဲ့လုပ်တဲ့ဥစ္စာပေရန်တို့မြင်းပြောင်းတို့ရဲ့အကူအညီနဲ့ ကတ္တံမျိုးဒီဆောက်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုပိုင်အသိဖြစ်ပါတယ်အမတမတံမိုးရှိပါတယ်အဲမသိလို့ရင်ဒါရက်ပါအပူပဲလို့အောင်မမဟုတ်ပါဘူးဒါကိုပိုင်အသိရမယ်ကိုပိုင်စိတ်သီးလက်သီးရတော့အမတန်တံမိုးရှိတော့တာလေးပါဒါလေးကိုများများကတ်နိုင်များများတံမိုးရှိပါတယ်အဲ့တော့ဒီဟာလေးကိုကတ်လိုက်နောက်ဆိုရင်ညနေရင်အကြီးကတ်မလားအသေးကတ်မလားခုနလိုလေးတော့မြင်မြင်ကတ်မလားသုံးယောက်ကတ်မလားငါးယောက်ကတ်မလားဒီလိုပေါ့ ကြိုက်တဲ့မျက်နှာရဲ့ site ဝယ်စားအမျိုးမျိုးအကြီးသေးအဖြောင့်နေအပြားတွေကိုကတ်လို့ရသွားမှဖြစ်ပါတယ်အဲ့တော့အဲ့လိုရသွားရင်ဒါလေးကိုတစ်ခါတရံကြတော့ဘယ်လောက်ထိကတ်ကြသလဲဆိုတာကျွန်တော်တို့ရဲ့ဆရာများပြောပြခြင်းမှာသူဂျမနီမှာပညာသင်သင်ငါတဲ့သူဆရာပမောက္ခတစ်ခါလေးထွက်မလာဘူးပေါ့နော်သူအခန်းထဲမှာဘာတွေများလုံနေလဲအခန်းပိတ်လို့နေတာရှိပါတယ်တဲ့အဲ့မှာသူတို့သွားပြီးတော့ចောင်းသားတွေကလည်း ကျောင်းသားဆိုတာကျောင်းသားတိုင်းပေါ့နည်းနည်းလေးဆရာဘာလုပ်နေသခိုးချောင်းတာပေါ့နော်အဲ့လိုသွားကြည့်တဲ့အခါမှာဆရာဘာလုပ်တယ်ဆိုတော့အဲ့အခန်းတော်တစ်ခုမှာအဲ့ပြင်းများတစ်ချက်မှာရှင်ကပ်နေတယ်တဲ့ဟာတို့ကူမစတက်တဲ့လူရှင်ကပ်ခိုင်းတယ်လို့သူလည်းပဲမမောက်ခဖြစ်အောင်ရှင်ကကတ်တော့မယ်ဆိုအဲ့တော့စိတ်ကူလည်းတည်ငြိမ်မှုရစေတယ်နောက်ဒီမြန်မြန်ဖွဲ့စည်းမှုတွေကိုလည်းအများကြီးအပြောင်းလဲတွေကိုလည်းမိမိလုပ်နိုင်တယ်ပေါ့ဒီတဘောမျိုးတွေ့ရှာပါ အဲ့တော့ဒါလေးကိုပိုင်နိုင်အောင်လေ့ကျင့်ဖို့လိုပါတယ်ဒီနေရာမှာအဒီအပြားလေးကလွယ်ပါတယ်ကွာနောက်မှပဲလေ့ကျင့်မယ်ဆိုတာမျိုးကြော်ဝိုင်းအနောက်ဆိုရင်သိပါတယ်အခုထူးတဲ့ကောင်မှဒီဘုဘူးဆရာဒီပညာရှင်ဒါမှမဟုတ်ဒီကျောင်းသားဒီမျက်နှာမြင်ခုံခွက်ပြအောင်မနိုင်ဘူးဆိုတာသိတာပါတယ်တိုင်ပေးခြင်းတို့ဘာလို့ဖြစ်လာတဲ့ခါမှာပေါ်လာပဲအခုဆိုရင်လွယ်ကူဆုံးသင်ခန်းစာဖြစ်ပါတယ်ဒီကနေ့စပြီးတော့လေ့ကျင့်ပြီးတော့ပြုလုပ်သွားမယ်ဆိုရင် တင်ကန်းသာတက်တိုင်းတက်တိုင်းရလဲကိုယ့်အတွက်ခက်ခဲမှမဟုတ်ဘင်းနဲ့အဲ့တော့ကိုယ်တတ်ချင်တဲ့ဘူးပညာကိုလည်းကိုယ်တတ်တော့မှဖြစ်ပါတယ်